ငွေ9လောက်ရဖို့အတွက်အဆက်ကုန်သိခါနဲ့ဘဝကိုရင်းကောင်ငွေရှာနေလို့လူပြောများနေရဖြစ်ဖြစ်ထွေးပရိသတ်များအလုံးမမြင်လာပါရှင်ဆက်လင်အစိုက်တာ page ကနေပြန်လဲကြိုးစားလိုက်ပါတယ်ငွေလေး9လောက်ရဖို့အတွက်မလုံးတလုံးအဝေးစားတွေနဲ့အစင်ပေါ်မှာဒုက္ခခံနေခဲ့ရတာကတော့ Facebook ဆက်လင်ဖြစ်ဖြစ်ထွေးပါဒါကြောင့်တချို့ကလည်းဖြစ်ဖြစ်ထွေးကိုတနာကိယုနာတက်နေကြတာဖြစ်ပါတယ် အလုံးသိကြတဲ့အတိုင်း Facebook ဆက်လေးဖြစ်ဖြစ်တွေးကတကယ်ဆိုရင်ဘာအနုပညာထဲလမ်းမှမရှိပါဘူး။တခြင်းလဲကောင်းကောင်းမဆိုတတ်တယ်လို့တရုတ်လဲကောင်းကောင်းမဆောင်တတ်ပါဘူး။ဖြစ်ဖြစ်တွေးဟာအနုပညာထဲလမ်းမရှိဘဲကျောင်းကဝဲမှာဂျုံထိုးပြရင်တဲ့နာမည်ကြီးလာတဲ့သူဖြစ်ပါတယ်။ဒါကြောင့်လည်းဖြစ်ဖြစ်တွေးဟာ main state media တွေမှာမဝင်ဆက်တာပါ။ဒီအတွက်ကြောင့်လည်းဖြစ်ဖြစ်တွေးကနေပွဲတွေကိုတွားရောက်ဖျော်ဖြေရပါတယ်။ဒီလိုချိန်မှာတခါတရံရိုင်းဆိုင်တဲ့နေပရိသတ်တွေနဲ့ဆုံတွေ့ရလိမ့်ရှိပါတယ်။ နေပရိသတ်တွေဆိုတာကလာရောက်ဖြောပြည့်ရဲ့အနုပညာရှင်တွေကိုတခဲနဲ့အားပေးလေးရှိပါတယ်။ဟိုတယ်လောင်းကားဆိုရင်လည်းမာတချင်းသွားဆိုတဲ့အကယ်ဒမီဆိုများရှင်ထိတ်တန်းမင်းသမီးဆိုပြတဲ့စဉ်ဟာစင်ပေါ်မှာနှစ်ပတ်လုံးတာကိုခံလိုက်ရပါသေးတယ်။ဒီလိုမျိုးနေပရိသတ်တွေကအားပေးကြလို့လည်းဖြောပြည့်တဲ့အနုပညာရှင်တွေမှာတတိထားရပါတယ်။အခုတကမှလည်း Facebook ဆက်လေးပြပြတေးတယောက်နေပရိသတ်စုချတဲ့စုတော်ငွေ9000လေးနဲ့သူမရဲ့ဂုဏ်သိက္ခာအရှက်နဲ့လဲခဲ့ရပါတယ်။ဒါကြောင့်ပရိသတ်တွေက Facebook ဆက်လေးပြပြတေးကိုတနာကြီးဝနာတက်ကြပါတယ်။ အင်တာနက်ပေါ်မှာတက်လာတဲ့ဗီဒီယိုဖိုင်ထဲမှာတော့ဖြူဖြူထွေးရစကတ်တိုလေးနဲ့ဖြော်ပြနေစဉ်အတွင်းကောင်းလေးတယောက်ကငွေ9000နဲ့ဖြူဖြူထွေးကိုဆွချမလို့လို့နဲ့ဓာတ်ပုံရိုက်ဖို့အတွက်အတင်းထိုင်ခိုင်းလိုက်ထားခိုင်းလိုက်လုပ်နေပါတယ်။ ဒါကလည်းဖြည်းဖြည်းတွင်းဟာစက်ကအတူလေးနဲ့ဝေထားလို့ဟိုဘော်ဒီဘော်ဖြစ်အောင်အကြံနဲ့လှုပ်လိုက်တာပါဒီလိုအပြုံမှုမျိုးကိုတခြားသောအမင်းသမီးအနုပညာရှင်ဆယ်လီတယောက်ကိုလုပ်မယ်ဆိုရင်တော်တော်လေးကိုပွဲဖြစ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့လည်း Facebook ဆယ်လီဖြည်းဖြည်းတွင်းကတော့အလိမ္မာသုံးပြီးတော့ဒေါသကိုထိန်းကာငွေလေး9000ရဖို့အတွက်ပရိသတ်တွေကဟာသလို့အရှုံးဖောင်းရင်းနဲ့အကောင်းဆုံးလုပ်ပြခဲ့ရဖြစ်ပါတယ်ဒါကြောင့်ဖြည်းဖြည်းတွင်းရဲ့စိတ်ထားလေးကိုချီးကျူးနေကြတာပါတကယ်ဆိုရင်ဖြည်းဖြည်းတွင်းရဲ့ကြွယ်ဝချမ်းသာမှုကြောင့်အဲ့ဒီလိုတွေမလိုအပ်ပါဘူးဒ ဒါပေမဲ့လည်းဖြူဖြူထွေးဟာပရိသတ်တွေကိုသူ့ရဲ့ထမင်းရှင်အဖြစ်အလေးထားတဲ့သူဖြစ်ပါတယ်။ဒါကြောင့်ဖြူဖြူထွေးရဲ့အစိတ်ထားကိုလေးစားကြပါတယ်။ Facebook ဆက်လက်ဖြူဖြူထွေးကမိဘအညီကိုမောင်နှမတွေကိုလှုပ်ကျွေးနေတဲ့တမိကောင်းယတနာလေးလည်းဖြစ်ပါတယ်။ဒါအပြင် ဖြူဖြူထွေးရဲ့တဘာဝဘေးအန္တရာယ်ကြောက်ရောက်တိုင်းမှာပရိသတ်တွေအတွက်အမြဲတမ်းအသိရှိနေတယ်လို့အခုလိုမျိုးအခြေအနေတွေမှာလည်းကျေးဇူးရှင်ပရိသတ်တွေကိုမြေတားနဲ့တုံ့ပြန်တတ်ပါတယ်။ဒါကြောင့်လည်း Facebook ဆက်လက်ဖြူဖြူထွေးကိုနှလုံးသားလှတဲ့တမိကောင်းယတနာအဖြစ်ချီးကျူးနေကြတာပါ။ဖြူဖြူထွေးရဲ့ဒီလိုအခြေ ေနေဒီလိုစိတ်ထားလေးတွေကြောင့် Facebook ဆယ်လီဖြူဖြူတွေးဟာဘာအနုပညာထဲလမ်းမှမရှိပေမဲ့လည်းဆယ်လီလောကမှာလူချင်းလူကင်ပေါ်ပြီးတော့နှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့ Facebook ဆယ်လီဖြူဖြူတွေးကအနေရှိုးပွဲတွေမှာပရိသတ်တွေတဝဝတဟာရည်ရအောင် လုပ်နိုင်နေသူပါ။ဒါကြောင့်လည်းဖြူဖြူတွေးကိုအားလုံးကချစ်ပေးနေကြပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောငွေ9000နဲ့စော်ကားတာခံနေရတာတောင်းတီးခန့်စိတ်မွေးနိုင်ခဲ့တယ်။ဖြူဖြူထွေးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။